ားနာမည်ကပတိအတ္တဆွေရင်ကြပါနော်1985 86ကျောင်းစင်းလေဆိုတော့အမောင်87ပေါ့ဆန်းထီပြီးွားတဲ့အချိန်မှာမပတိကျောင်းတက်ခဲ့တာပေါ့နော်ရေရေးဆိုင်မှာပတိကျောင်းတက်ခဲ့တာ85 86မှာကျောင်းစင်းပတိကိုစိတ်ဝင်စားတာငငယ်လေးတွေကဟိုပတိဆိုတာတော့နားမလဲဘူးပေါ့နော်ရေးတာပဲအဲ့လိုမျိုးအဲတငယ်ချင်းတွေပုံလေးတွေဆွဲပြီးရငယ်ငယ်တွေကသူငယ်တန်းတွေကပုံဆွဲတာအဲအဲ့လိုမျိုးတောက်ချောက်ဆွဲလာတာ ဟိုပကြီးចောင်းတက်ဖြစ်တာတော့ဆယ်ရန်ဖြီးပြီးတော့မပကြီးចောင်းတက်ဖြစ်တာဟိုပကြီးကចောင်းဆင်းပြီးတော့အဲ့ခေတ်ကပကြီးဟိုအသိအိုက်တိမဖြစ်တဲ့အချိန်လေမိသားစုကလည်းအဲ့လိုအားမပေးနိုင်သေးတဲ့ဆိုတော့အမဒီဇိုင်နာဘဝနဲ့ရက်တည်နေတာအထည်ဒီဇိုင်နာပေါ့နော်စိတ်မိုက်ရဲ့အထည်ဒီဇိုင်းတွေကိုလက်နဲ့ဆွဲတယ်စကန်ဖတ်တယ်ကွန်ပျူတာနဲ့ဖိုတိုရှော့နဲ့ပြန်ပြီးတော့မှလုပ်တယ်နောက်ပိုင်းဟိုက illustrator ပေါ်လာတော့အဲ AI နဲ့ဆက်ပြီးတော့လုပ်တယ်အဲရုံးမှလုပ်ခဲ့တာဆိုရင်အဲ ကုမ္ပဏီတွေမှာလုပ်ခဲ့တာနှစ်တော်တော်ကြာသွားတာပေါ့အခုက90 96လောက်တည်းကနေစပြီးတော့မှအမအခုနောက်ဆုံးဒီ2015အထိဒီဇိုင်နာဘဝနဲ့ရက်တည်အထည်ဒီဇိုင်းကြီးအဲ့ပက်တန်ကြီးအင်ဂျင်ကြီးလည်းချုပ်တယ်။အမအင်ဂျင်ချုပ်တာလည်းငယ်ငယ်လေးကဝါသနာပါတာဆိုတော့လေ။ဟိုအင်ဂျင်ချုပ်တယ်ဆိုကိုကိုအဖွဲ့စားကိုချုပ်ဝေးလာတယ်။တကယ်ချင်းတွေချုပ်ပေးတယ်။အဲ့လိုနဲ့ကိုကဒါပေမဲ့ကိုချုပ်တဲ့ဥစ္စာ professional ချုပ်နိုင်တဲ့အတွက်ကြောင့် ုံနီမှာအင်ကြီးဒီဇိုင်နာလည်းလုပ်ပြီးခဲ့တော့ဗောအဲ့ဘန်ဒီဇိုင်းကြီးလည်းဆွဲဒီဟိုဘလူးခေါ်မယ် main main မဟုတ်တီကို drawing လုပ်ပြီးခဲ့2008ခုပါတော့မခရူရှူတငယ်ချင်းနေနဲ့အဲ့2008ကနေစပြီးတော့ခရူရှူကတောက်လျှောက်နှစ်တိုင်းပါတယ်ဒီ2016ရောက်တော့မှကိုရောပြပွဲစပြီးတော့လုပ်တာ ျမ်းမြင်းစရာတွေကတော့အကြောင်းမှတက်ခဲ့တော့ဆိုရင်မှာဆရာကြီးပထမနှစ်မှာဆရာကြီးဦးတုခဒုတိယနှစ်ကျတော့ဆရာဦးဘလုံလေးအဲဆရာဆရာဦးကလုံနေဆိုတခြားအခန်းမှာဆရာဦးမြအေးလို့ပါလဲရှိရပါတော့ဆိုတော့ finance ကိုလည်းကိုသားလေးလာတယ်မတော်ကောမှာ share ဘက်ကလည်းလေးလာတယ်ဆိုတော့အဲ့နှစ်ကတင်ခဲ့တဲ့ဆရာတွေအားလုံးကိုကိုလေးလာဖြစ်တယ်ဆိုတော့ဆရာတွေနာမည်ပြောရင်တော့ဆရာဦးသူခဆရာဦးကလုံလေးဆရာဦးမြအေးဆရာဦးကျော်လေးအဲနောက်ဆရာဦးလုံးကျော်ကြီးကတော့ဟို ဂျမယံကကျောင်းမှာသူကဟိုကိုနေမပတ်တိုင်းဖို့သူတို့လာပြီးတော့ဟိုလိုက်ချပြည့်ရဲ့အခါမျိုးတွေမှာလေးလာခဲ့ရအဲ့ဒီချိန်တုန်းကတက်ခဲ့ရတယ်ပကြီးကျောင်းနေရာလေးပြောမယ်ဆိုလို့ရှိရင်ဆရာကြီးရဲ့ဟိုပံ့ပိုးကြိုးစားမှုတွေပါမယ်ပေါ့နော်အမတို့စတိုင်မင်းတွေရတယ်ပြီးပကြီးရုပ်ပစ္စည်းတွေဆိုကျောင်းကအထောက်ပေးရဲ့ဟိုကို့မှာဒီဟာအတွက်ငွေကြေးမလုံလောက်လို့လေးလာဖို့ခက်ခဲတယ်ဆိုတာမရှိဘူးနေเจ้าသားတွေဆိုရင်အဆောင်ပေးထားတယ် ်အဲ့လိုမျိုးအမားရောရန်ကုန်ကနေတက်တာပေါ့နော်မကြောင်းမှမနဲ့ရောက်တာ ਨੇ ပေပါပေးတယ်ပန်ဆယ်ပေးတယ်ပြီးရင်ဝါတာကာလာဆိုဝါတာကာလာပေးတယ်အဲနောက်ပဲရေစည်းအထူးချိန်ကိုရေစည်းအထူးနောက်တော့အမားတက်တရားနဲ့ရောက်တော့စီစည်းအဲ့ဒီစီးတွေကအစအကြောင်းကအကုန်ချပြီးပြီးတော့ဒီလောက်စတိုင်း95ချက်ရတယ်အဲ့ဒီချိန်ကအော်ဘွန်းနဲ့လေထိုးရတာပေါ့နော်3ရဘွန်းထိုးရတယ်အကြောင်းတက်မယ်ဆိုတော့လေ ်အဲသူကဒါပေမဲ့တခုရှိရဒီတိုင်းတက်လို့ရတာတော့မဟုတ်အန်ဆွမ်းဖြေရတယ်ဖြေပြီးအောင်မှတက်အမှားပါအဲ့တော့ final commercial เนี่ยမှာပထမနှစ်မှာကြတော့အခြေခံဆိုပြီးတော့ business ကိုဆရာကြီးဥတုခတယောက်ထဲရပဲចောင်းသားပေါ့အခုအယောက်30ဆိုသူကဆောင်းပွဲစစ်လိုက်လို့30အောင်လို့ဆို30တခန်းလုံးနဲ့မှာပဲစုတက်အဲ့ဒါသူကအခြေခံ business ကိုဆရာကြီးကလူရဲ့ anatomy, tracing, stay life ဒီအမားလို့ဆိုတော့ဟိုပါဘောနော် stay life ရှင်လေး ဖေကပေါ်ထရိတ်ရှိမယ်ပြီးရင်အောက်ထူးရှိမယ်အဲ့ဒီသုံးပါတာရက်ကိုဆရာကြီးအခေါ်အခြေခံနဲ့တင်ပေးလိုက်တယ်ဒုတိယနေ့ရောက်တဲ့အချိန်ကျရင်ကိုကိုကြိုက်တာယူ comment share ယူလား find ယူလားဆိုတော့ကျမတို့ကအဲ့ဒီအဲ့ဒီအချိန်ကကြတော့ poster လေးတွေကမြင်တဲ့အရေပြီးကတ်တွန်းနေမြင်ဆိုတော့ကိုကအဲ့ဒါ comment share ကြိုက်တယ်ဆို comment share line ပဲယူတော့ comment share မှာကဆရာဦးလုံးကျတင်တယ် find မှာကျတော့ဆရာဦးမြည်တယ် artist artistry ဆိုတာပကြီးအမှုပညာဆိုင်ရာ channel လေးတစ်ခုပါ artist artistry ကနေပကြီးအမှုပညာအကြောင်းမြမပကြီးဆရာများအကြောင်းပကြီးပြပွဲတွေအကြောင်းလက်တွေ့ရေးဆွဲပြသမှုတွေနဲ့ပကြီးအမှုပညာနဲ့ပတ်သက်တဲ့ဘဝတုဒ္ဒများစွာကိုတင်ဆက်ပေးလျက်ရှိနေပါတယ်။ဒါကြောင့်ပကြီးအမှုပညာအကြောင်းအရာများစွာကိုလေ့လာသိရှိနိုင်ဖို့ artist artistry channel လေးကို subscribe လုပ်ဝေးခြင်းဖြင့် အပိတ်ကူညီရင်ဗီဒီယိုလေးတွေကိုကြည့်ရှုအားပေးကြပါအောင်ခင်ဗျာ။ ခဲ့တာလဲဆိုတော့ဘယ်ချိန်မှာစလေ့လာရလဲဆိုတော့အမဟိုငငယ်တည်းရပေါ့ငငယ်ရအဖေကပကြီးရေးတာကိုအမြဲတမ်းမြင်တွေ့နေတယ်။အမြဲတမ်းမြင်တွေ့နေတော့အဖေအောက်လို့ထွက်ရင်အမြဲတမ်းလိုက်တယ်အဖေရင်ဘေးနာနေကြည့်တယ်။အမြဲအဲ့ရစားပြီးဝါသနာပါတာဝါသနာပါတော့စေတန်းအောင်တော့မယင်ချင်းတုတ်တုတ်တက်တယ်။ယင်ချင်းတုတ်တုတ်တက်ပြီးဟိုចောင်းပြီးရနဲ့တခါတည်းပကြီးဘက်ကိုပဲဟိုဟာဖြစ်လိုက်တာပေါ့နော်။ပကြီးဆရာဘွားကိုပဲရွေးချက်ခဲ့တာပေါ့။ ဝါဒနာအရင်ခံတာပေါ့အမဆယ်တန်းအောင်တော့94မှာအောင်တယ်အောင်တော့အဖေကတကယ်ဝါဒနာပါတာဟုတ်ရဲ့လားမကြည့်ဘူးဝါဒနာမပါပဲဆိုရင်အရန်ပင်မနဲ့ပေါ့နော်ဆိုပြီးတော့အမကိုစစ်စေးနေရတယ်အမအဲ့ဒီ94မှာယဉ်ကျေးမှုတက်ကတော့မတက်ဖြစ်ဘူးတစ်နှစ်လောက်နားရတယ်ပေါ့95ကျမတက်ဖြစ်တယ်အဲ94မတက်ဖြစ်တဲ့အချိန်မှာအမခဲမှုတ်ကိုဟိုတင်တယ်ပေါ့နော်ခဲမှုတ်ပကြီးပေါ့ အဲ့ဒီခဲမှုံနဲ့ water color နဲ့ပေါင်းရေးပြီးတော့အမ new treasure at gallery မှာ member အနေနဲ့စပြီးတော့ပြပြတယ်ပေါ့ဟုတ်ចောင်းတက်နေင်းတယ်ပေါ့ဟုတ် ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာဗီဒီယိုကိုကြိုက်နေတဲ့ရင် like and share လေးပြုလုပ်ပေးပြီးဝေဖန်ချမ်းပြုချက်များကို comment မှာရေးသားနိုင်ပါတယ်ခင်ဗျာပကြီးနုပညာနဲ့ပတ်သက်တဲ့အကြောင်းအရာများစွာကို အပတ်စဉ်တင်ဆက်ပေးနေတာမူအမြဲကြည့်ရှုလို့ရအောင် artist artistry channel လေးကို subscribe လုပ်ပေးခြင်းဖြင့်အားပေးကူညီကြပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ